မန္တလေးမြို့ကဇီးရီမှာအပတ်စဉ်တနင်္လာနေ့တိုင်းပလတ်စတစ်အိတ်တွေမတုံးဆွဲဖို့စီပင်တရားရေးကော်မတီကညွှန်ကြားထားတာနှစ်လနီးပါးရှိနေပါပြီ။ဒီညွှန်ကြားချက်ကိုဈေးဝင်းတွေထဲမှာလော့စပီကာနဲ့တကြိမ်စီတာကြေညာခဲ့တာသာရှိပြီးပလတ်စတစ်လျှော့ချဖို့ပညာပေးတာတွေ၊စိုင်းပုတ်ထောင်တည်ပေးတာတွေနဲ့အမိုက်စနစ်တကျစွန့်ပစ်နိုင်ဖို့စီစဉ်ဆောင်ရွက်ပေးတာတွေတော့မရှိဘူးလို့ဈေးတွေကပြောပါတယ်။တနင်္လာနေ့တိုင်းပလတ်စတစ်အိတ်တွေတုံးဆွဲတာတွေ့ရင်တုံးဆွဲသူကိုဒဏ်ငွေ3000ရိုက်တာတွေရှိပြီး ရောင်းချသူကိုလည်းဒီထက်ပိုတဲ့ဒဏ်ငွေရိုက်တာတွေရှိတယ်လို့လည်းသိရပါဗျ။ဈေးတယ်တချို့ဟာဒဏ်ရိုက်ခံရတာတွေရှောင်နိုင်မှုတနင်္လာနေ့တိုင်းဈေးတရနားတာတွေလည်းရှိတယ်လို့ပလတ်စတစ်အယောင်ဆိုင်တွေကတော့တနင်္လာနေ့တိုင်းစိုင်ပိတ်နေရတယ်လို့ဆိုင်ရှင်တွေကပြောပါဗျ။ကျွန်တော်ပလတ်စတစ်တုံးလို့မရပါဘူး။ကာတုံးကပေါ်ဖို့တုံးလို့မရပါဘူး။ပိုက်တုံးရရစရိယ။ဝိဆိုင်ကပတ်ရဲ့ပေါ်အေဒီ။အော်ဝိဖာဘက်ဝိဖာဘက် လမတုံးရခြားတုံးလို့မြောက်လာတော့အကောဘီအန်ရဆာဗီယောသူကတုံးနေသူလမ်းမှာတွေ့ရင်တုံးတော့တင်းနေတာလည်းငါတို့ပြင်နေရလာကြောသွားပြီမန္တလေးဈေးချိုထဲမှာဈေးဝယ်သူတယောက်ကတော့တင်းလာနေတိုင်းပလတ်စတစ်အိတ်မတုံးရဆိုတဲ့ကြီးညာချက်ကိုမသိလို့သုံးဆွဲမိတာကြောင့်ဒဏ်ငွေရိုက်တာခံလိုက်ရတယ်လို့ဈေးဝယ်တယောက်ကပြောပါတယ်သူရဲ့ပြောဆိုချက်ကိုတော့လုံခြုံရေးအခြေအနေအရ DVB သတင်းတောက်တယောက်ကအတန်စားထိုးဖတ်ကြားပေးထားပါတယ် အင်းကြီးကအင်းကြီးဝယ်လာတာစီပင်ကတနင်္လာနေ့တိုင်းပလတ်စတစ်မသုံးရကြီးညာထားတာကိုလည်းမသိဘူးအဲ့ဒီဝယ်လာတဲ့အင်းကြီးကိုဆိုင်ကထည့်ပေးလိုက်တဲ့အချိန်မှာပလတ်စတစ်နဲ့ထည့်လာတာအဲ့ဒါကိုစီပင်ဝန်ထမ်း6ယောက်လောက်ရှိမယ်ကိုကိုမြင်သွားပြီးတော့ပလတ်စတစ်မသုံးရဘူးဒဏ်ငွေဆောင်ရမယ်လို့ပြောတယ်မဆောင်ကြည့်ရင်ဘယ်ဆိုင်ကထည့်ပေးလိုက်တာလဲဆိုတာပြောခိုင်းတယ်ထည့်ပေးလိုက်တဲ့ဆိုင်ကိုမပြောချင်လို့ဒဏ်ငွေ3000ပေးလိုက်ရပါတယ်အဲ့လိုဖြစ်တာကသူတို့ဈေးထဲမှာကြီးညာထားပြီးတပတ်လောက်လာမသိဘူးမသိကြတဲ့သူများတယ်ဈေးထဲမှာလောက်အောင်သွားတာတဲ့ ဒဏ်ငွေဆောင်ပြီးအဲ့ဒီ blasted egg ကိုမပစ်ပါဘူး။ဒီအတိုင်းပဲထည့်ပြီးအိမ်ကိုတည်သွားလိုက်တာပါပဲ။သူတို့ကလည်းဘာမှမပြောဘူး။ဈေးတွေတွေနဲ့ဝယ်ယူသူတွေဟာဈေးတွေထဲမှာ plastic shot ချရည်အတွက်ပညာပေးလုပ်ငန်းတွေဒါမှမဟုတ်တင်းနာနေတိုင်း plastic မသုံးဆွဲရဆိုတဲ့သတင်းချက်လက်ပေးတာတွေမလုပ်တာကြောင့်တရှိသူနေပါတယ်လို့ပြောဆိုကြပါတယ်။မန္တလေးစီးရီမှာတင်းလာနေတိုင်းပလတ်စတစ်မသုံးဆွဲရဆိုပြီးသတ်မှတ်ထားတာအခုဆိုနှစ်လနီးပါးလောက်ရှိနေပြီဆိုပေမဲ့ ပလတ်စတစ်သုံးဆွဲမှုရောကျသွားတာမျိုးလည်းမရှိတဲ့အတွက်သူတို့လောက်တာဟာမထီရောက်ဘူးလို့လည်းဆိုကြပါတယ်လာယူမတော့ရအောင်ဆိုလို့ရှိရင်ပညာပေးသူကပေးရမယ်အမိုက်တော့နေချပေးရမယ်ချပေးပြီးပရိုဂရမ်ကိုစနေကြတော့သူပညာပေးမစနေနဲ့လာမယ်ဒီလိုတော့ပြီးပါပြန်လာဒီလိုတော့ပြီးစနေကြဆုံးပြပါစနေကြဆုံးပြပါဆိုတဲ့နေရာရောက်သွားတယ် ပေါင်းမြင်တယ်သူတို့ပညာပေးနေတဲ့ပြင်လိုက်ကောင်းလေပညာပေးနေတဲ့ဝင်ပါနေတဲ့ဝင်လာအဝင်နေတဲ့ပညာပေးနေဝင်နေတာအောင်းနဲ့မြောက်ခိုင်းတယ်အခုလိုမျိုးတင်းလာနေတိုင်းပလတ်စတစ်အိတ်မတုံးဆွဲဖို့ညွှန်ကြားထားတာကဘယ်ချိန်ကာလအထိလှုပ်ဆောင်သွားမယ်ဆိုတဲ့ကာလအပိုင်းခြားနဲ့ပတ်သက်ပြီးလဲတိတိကျကျမသိရသေးဘူးလို့လဲဈေးတွေကဆိုကြပါတယ်ကျမမျက်သစင်ပါရှင်